နိဗ္ဗာန်ရဲ့တန်ဖိုးကို လွဲကူစွာသိရှိနိုင်မယ့်တောချက်တစ်ခုစာပေကျမ်းဂန်တွေနဲ့တရားဓမ္မစာအုပ်တွေအများစုဟာ နိဗ္ဗာန်ရဲ့အကြောင်းနိဗ္ဗာန်ရဲ့သဘောတဘာဝတွေကို အကျယ်တဝင့်ရေးသားပြုစုထားကြပေမဲ့နိဗ္ဗာန်ရဲ့စစ်မှန်တဲ့အရာသာကိုသိရှိပြီးနိဗ္ဗာန်ကိုတိမ်ညွလာအောင်ထဲထဲဝင်ဝင်ရေးသားပြုစုထားကြတာရှားလာပါတယ်။ဒါကြောင့် ဒီကနေ့ရဲ့စီစဉ်လေးမှာနိုင်ပေရဲ့အရာသာကိုသိရှိသွားစေဖို့အတွက်ဓမ္မ BKK Channel ကနေအတိတုဒ္ဒတခု ပေးစွမ်းသွားမှာဖြစ်ပါတယ်ရှင်။ဗရမ ्या ကို လူချင်းကြတဲ့သူတွေဟာဗရမ ्या ရဲ့တန်ဖိုးကိုသိရှိကြလို့ပဲဖြစ်ပါတယ်။ကျမတို့ဟာတတိယဆန်တွေကိုဗရမ ्या တစ်လုံးနဲ့အသားတစ်လုံးချပေးလိုက်မယ်ဆိုရင်ဘယ်အရာကိုရွေးချယ်ကြပါမလဲ။ တေကြပေါ့အသားတော့ကိုပဲရွေးချယ်ကြမှာပါသူတို့ရဲ့စိတ်ထဲမှာက စာလောင်မှုကိုဘယ်အရာကဖြည့်ဆွမ်းပေးနိုင်တယ်လဲဆိုတာကို ကောင်းကောင်းကြီးသိထားကြလို့ပဲဖြစ်ပါတယ်သူတို့ရဲ့တန်မိုးကဗရမျာမဟုတ်ဖဲနဲ့အသားတော့ဖြစ်ရတဲ့ရည်ရွယ်ချက်ကသူတို့ဘိုက်ပြည့်သွားရင်သူတို့စိတ်ချမ်းသာကြရလို့ဖြစ်ပါတယ်ဘလို့အချိန်ဒီမှာစိတ်မချမ်းမသာဖြစ်ကြရမလဲဆိုရင် စားစရာရည်လို့ဘာမှမရှိကြတော့တဲ့ဆာလောင်မွတ်သိမ့်ချင်းရဲ့ဒုက္ခတရားကိုလှလှကြီးကြုံတွေ့ကြရတဲ့အချိန်ပေါ့ဒီလိုပါပဲနိဗ္ဗာန်ရဲ့အရသာနဲ့တန်ဖိုးကိုသိရှိကြဖို့အတွက် ကျမတို့ဟာ ပူလောင်ခြင်းရဲ့ဆင်းရဲဒုက္ခကိုဥဥစွာနားလည်သဘောပေါက်ဖို့လိုအပ်ပါတယ်ဥပမာပေးရရင်နှွေးရသည် ပူလောင်အိုက်ဆက်ကြတဲ့အခါမှာပန်ကားတစ်လုံးရဲ့အေးမြတဲ့တန်ဖိုးကို မပြောဘဲနဲ့လည်းသိနေကြတယ်လို့ပေါ့ဒါကြောင့်နိဗ္ဗာန်ဆိုတာကို အလွယ်နည်းနဲ့မှတ်ယူရရင်ဒုက္ခချုပ်ငိမ့်တဲ့အေးချမ်းခြင်းသဘောဖြစ်ပါတယ်နိဗ္ဗာန်ရဲ့အရာတာကိုသိခြင်းရင်စင်ရဲခြင်းသဘောကို နားလည်မှာဖြစ်ပါမယ်ဒုက္ခသစ္စာကို မြင်တတ်မှ ဖြစ်ပါမယ်စင်ရဲဒုက္ခတွေကို နားလည်သွားမှနိရောဓသစ္စာလို့ခေါ်တဲ့အငြိမ်းတရားကို သဘောပေါက်ခံစားမိကြမှာဖြစ်ပါတယ်။စိရဲ့ချင်းဒုက္ခကိုနားလည်သွားတဲ့သူဟာဒုက္ခဒုက္ခမရှိတဲ့ငြိမ်းချမ်းခြင်းရှိရာကိုတေကြပေါက်တိမ်ညွတ်သွားတတ်ကြပါတယ်။ဒီရဟာနိဗ္ဗာန်ရဲ့အရာတာကို မျက်ဝါးထင်ထင်ခံစားမိလာတာမျိုးဖြစ်ပါတယ်။ဒါကြောင့်နိဗ္ဗာန်ဆိုတာကိုဒုက္ခတို့ချုပ်ငြိမ်းရာ ဒုက္ခရဲ့ဆက်ကျင်ဘက်ငြိမ်းရမှုသဘောလို့အလွယ်မှတ်ယူလို့ရနိုင်ပါတယ်။ဘာအတွက်ကြောင့်အလွယ်မှတ်ယူရသလဲဆိုရင်နိဗ္ဗာန်ဆိုတာကိုအကျယ်တဝန့်ရှင်းပြဖို့ကအရန်ကိုခက်ခဲပါတယ်။မဉဏ်နဲ့သိရှိရမယ့်အရာမျိုးဖြစ်ပါတယ်။ဒီလိုအရာတွေဟာတာမန်လူသားတွေဖို့နားလေရအရန်ခက်ခဲလှတဲ့အတွက်အလွယ်နည်းနဲ့မှတ်ယူလိုက်တာဟာအကောင်းဆုံးဖြစ်ပါတယ်။ ကိုယ်ရဲ့လက်ရှိခံစားနေရတဲ့ဒုက္ခဒုက္ခတွေကိုမြင်အောင်ကြည့်ပေးပါဒီအရာတွေဟာဆင်းရဲခြင်းဒုက္ခပါလားလို့ကောင်းကောင်းကြီးနားလည်သွားပြီဆိုရင်အဲ့ဒီအရာရဲ့စัจ ज ဘက်တစ်ခုဖြစ်တဲ့နိဗ္ဗာန်ရဲ့အရာသာနဲ့အနှစ်သာရကို အလိုလိုနားလည်ခံစားမိသွားမှာဖြစ်ပါတယ်ဒီအချက်ဟာ အသက်အရွယ်ခွဲခြားမှုမရှိဘဲနဲ့လူတိုင်းအတွက် နားလည်လွယ်စေမဲ့လမ်းစာတစ်ခုဖြစ်ပါတယ် ။ဒါကြောင့်ဆင်းရဲဒုက္ခတွေကြားမှာ လေယူရရင်းလို့တိမ်ညွတ်မသွားဘဲနဲ့လူတိုင်းလူတိုင်းနိဗ္ဗာန်ရဲ့အရာသာကို ခံစားမိကြပါစေ။နိဗ္ဗာန်ရဲ့တန်ဖိုးကို သိရှိသွားကြပါစေ။နိဗ္ဗာန်ရဲ့လမ်းစဉ်ကိုသတိပြုမိကြပါစေလို့ဓမ္မ PKK Channel ကဆုတောင်းပေးလိုက်ရင်အစီအစဉ်လေးကိုဒီမာရီမိတ်အဆုံးသတ်လိုက်ပြစေလားရှင်။